Global Media အစိုးရ Agency USAGM က VOA ဝန်တန်း600ကျော်ကိုအလောက်ကနေထုတ်ပယ်ကြောင်းအသိပေးစာပို့လိုက်ပါတယ်။ဒီသတင်းကိုတူတာချမ်းသာပေးပို့ထားပါတယ်ရှင်။ American ပြည်ထောင်စုမှသတင်းဌာနတွေကိုစီမံကင်တွယ်တဲ့ Global Media Association Agency USA GM United States Agency for Global Media က VOA ချိန်ပြည့်ဝန်ထမ်း6ယောက်ကိုအလောက်ကနေထုတ်ပယ်ကြောင်းထေသဆန်တော်ချင်းဂျွန်လ20ရက်နေ့ကအသိပေးစာပေးပို့ခဲ့တယ်လို့ VOA မြန်မာပိုင်းဝန်ထမ်းတွေကပြောပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကမတ်လ14ရက်နေ့မှာတည်င်းဌာနတွေကိုစီမံကိန်တွေတဲ့ Global Media Asia Agency USAGM အပါအဝင်တခြားအစိုးရအေဂျင်စီ6ခုရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကိုအ ਨੇ ဆုံးဖြစ်အောင်ထားဖို့ညွှန်ကြားချက်မှလက်မှတ်ရေးထိုးခဲ့တာပါ။အဲ့ဒီတုန်းကဝန်ထမ်းတွေကိုလာသာနဲ့ခွင့်ပေးထားခဲ့တာဖြစ်ပြီးအချိန်3လကျော်ကြာမှအလုပ်ကထုတ်ပေးကြောင်းအသိပေးလာတာပါ။ VOE ဝန်ထမ်းအားလုံးနီးပါအထူးသဖြင့်ဘာသာစကားတည်င်းဌာနတွေကိုသူတို့ဖြတ်သိမ်းတဲ့အနေနဲ့ကျမတို့မြန်မာဌာနအပါအဝင် အားလုံးကို သူတို့အလုတ်ဖြုတ်တဲ့စာပေါ့လေတောက်ကြနေကပေးပို့ပါတယ်မြန်မာဝန်ထမ်းတွေအားလုံးလည်းလက်ခံရရှိပါတယ်ပြီးခဲ့တဲ့လတုန်းကဆိုရင်လေမတော်မြန်မာဌာနကလုတ်ဖို့ကင်ပတ်တီဖြစ်တဲ့ contractor တွေကိုလည်းသူတို့ကဖြုတ်လိုက်တယ်ပေါ့လေ Trump အစိုးရတက်လာတဲ့အားအစိုးရ agency တွေကိုသူတို့ဖြတ်မယ်ဆိုတဲ့အစီအစဉ်နဲ့ဒါသူတို့လုပ်ရတခုပေါ့နော် Trump အစိုးရဘက်ကနေပြီးတော့ပေါ့နော်အကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိဘဲနဲ့ဖြတ်သိမ်းတဲ့လုပ်ရကတော့အတော်ကိုဆိုးရွားတယ်တမိုင်းမှာအမဲဆက်တင်တဲ့လုပ်ရလို့ 表现嘛呀。 VOA တည်င်းဌာနဟာဘာသာစကား48မျိုးနဲ့ကမ္ဘာတဝန်းကိုတည်င်းအချက်လက်ဖြန့်ဝေနေတဲ့ဌာနဖြစ်ပြီးနိုင်စဉ်တည်င်းစာသုံးတဲ့ပြည်သက်တန်းနဲ့ချီရှိနေတာပါအခုအလောက်ကနေထုတ်ပြန်ကြောင်းအသိပေးတာဟာဘာသာစကားဌာနဝယ်တွေကဝန်တန်းအားလုံးစီရောက်ရှိခဲ့တာဖြစ်ပါတယ်လာမယ့်တည်င်းလာလေးမှာဆိုလို့ရှိရင် DC တရားရုံးမှာကျမတို့ရဲ့အမှုကိုတရားသူကြီးလမ်းဘက်ကကြားနာမယ် Trump အစိုးရအဖွဲ့အဲ့ဘက်ကရှေ့နေနေနဲ့ဝန်ထမ်းတွေဘက်ကရှေ့နေနေနဲ့ပေါ့နော်ပြန်လှန်ရှောက်လဲကြမယ် DC ကအယူခံတရားရုံးမှာလည်းကျမတို့ရဲ့ တဲ့အမှုဟာရှိနေတယ်အဲ့ဒီအမှုကလည်းကျမတို့အခုဆိုလို့ရှိရင်နှစ်ဖက်အပြန်လှန်လျှောက်ထားချက်တွေတင်သွင်းနေတယ်ဇူလိုင်ပြီးဩဂတ်လောက်မှာတော့အယူခံတရားရုံးကကြားနာမယ်လို့တော့သိထားတယ်ပေါ့လေထရမ့်အစိုးရကိုပြန်ပြီးတော့ကျမတို့အခွင့်အရေးတွေဒီအလုံသမားအခွင့်အရေးတွေအမေရိကန်မှာပြဋ္ဌာန်းထားတဲ့ဥပဒေတွေနဲ့ညီကျမတို့ပြန်ပြီးတိုက်နေတာတွေကတော့တရားရုံးမှာသူဆက်ပြီးတော့ရှိနေပါသေးတယ် သမ္မတထရမ့်ရဲ့အမိန့်ကိုစန့်ကျင်ကန့်ကွက်ကြောင်း VOA ဘက်ကကြေညာပြန်ဆွဲထားတဲ့အမှုနှစ်ခုရှိခဲ့ပြီးတစ်ခုကဂျာနယ်လစ်တွေကလုပ်ငန်းပုံမှန်ပြန်လည်ပတ်နိုင်ရေးတောင်းဆိုချက်နဲ့ဆွဲထားတဲ့အမှုဖြစ်ပါတယ်။နောက်တစ်ခုက VOA ဒါရိုက်တာကသမ္မတထရမ့်ရဲ့အမိန့်ဟာလွှတ်တော်မှာပြဋ္ဌာန်းထားတဲ့ဥပဒေတွေကိုကျော်လွန်နေတာကြောင့်တရားမဝင်ကြောင်းဆွဲဆိုထားတဲ့အမှုဖြစ်ပါတယ်။ ဒီအမှုနှစ်ခုစလုံးဟာဒီစီခံကြားယုံနဲ့ယူကန်ကြားယုံတို့မှာအငင်းပွားဖို့ရအခြေအနေမှာရှိနေပြီးတိကျတဲ့စီရင်ချက်မကျခင်မှာ Global Media အစိုးရ Agency USAGM ကဝန်ထမ်းတွေကိုအလုပ်ထုတ်ပေးကြောင်းအသိပေးခဲ့တာဖြစ်ပါတယ်။ကျွန်တော်သုတချန်တာပါ။